အင်ဂျာမီနာမှာနောက်တစ်ချက်ကပါလဲဆိုတော့ဒီရာဒီ channel နဲ့ connection ရအများဆုံးအတင်းအဆောအစင်းရတော့ဗျာဟို PSC ရဲ့အကျော်ပေးမှုကဒါခုနကဟိုကျွန်တော်ပြောခဲ့သလိုပဲမတင်မကြချေးပေါ့ဗျာအဆရာရဲ့ဒါကျွန်တော်ဒီပွဲကမှာတင်တယ်ဒီဒီရာဒီရဲ့တောက်ချောက်ပြန်ပြီးနေတယ်အင်ဂျာမီနာနဲ့ PSC ကိုဟောပါတဲ့ အဘလုံးအချက်အချင်းမချင်းကိုအဲ့ဒီမှာတော်တွေ့ရမှာကဒီယာဒီ CSG ကဝါကတ်ကတ်ထောက်ကတ်လောက်ပဲရှိရတယ်မှာအင်တာမီလန်ကဝါကတ်30လောက်ရှိတယ်ဆိုတော့ဒါဒီယာဒီကဝါကတ်လောက်လောက်အောင်လို့အင်တာမီလန်ကဝါကတ်ကတော်တော်လေးမြင့်တယ်လို့ပြောရဲပြီးသွားလို့ရှိရင်ဂရာဘုံကျမ်းတဲ့ပုံနဲ့ပြတော့ဒါပေမဲ့အင်တာမီလန်ကနောက်တစ်ချက်ကဘာလဲဆိုတော့ဒီယာဒီချန်နယ်နဲ့ကလင်းရှိအများတော့အတင်း သူကလေဘူးလို့မှာလဲထုတ်တင်လို့ဒီတဲ့တင်မှာသူကလက်ရှိပိုင်နေတဲ့သူစိတ်တင်တော့ဒီကိုသူကချူနာနိုင်တယ်။တနေ့ရှိအကောင်းဆုံးတဲ့သူကဖက်စစ်ပိုင်းတော့သူတို့မဆိုးဘူးလို့ပြောလို့ရတယ်။ဒီဘာစီလုံးနဲ့တကွဲတော့ပဲတော်လို့အပြန်ပြန်ပြန်တယ်။စစ်တဲ့အရှိရပါတော့။နောက်တစ်ချက်ဒီကွဲတင်ကအင်တာမီလန်တို့က9တင်ရောက်ခင်ဗျာလေးကိုကတက်လာတဲ့နှစ်ပေါ့နော်။ကျွန်တော်အဲ့ဒီပထမဆုံးတိတ်ပါဆိုရင်ဒီတပ်ပြည်နယ်က၃ကြိမ်ပုံတွဲခဲ့တယ်၃ကြိမ်ပါလို့ဒုတိယနိုင်ငံလည်းပဲသင်္ကန်းခဲ့ရတယ်။အဲတပတ်ပါ PHT တို့ကတော့ပြောမှဆိုဒါဒုတိယအတိတ်ညောပထမတိတ်ကဘိုင်ရန်မြို့ကိုသုံးသွားရတယ်နော်။ အဲဒီနေရာမှာကျွန်တော်ကလည်းနည်းနည်းသိဝင်လာမိတာကအေဒါမီလန်ကဝင်းလယ်ပိုင်းကိုတော်တော်လေးအသာပေးတယ်လို့မြင်တယ်။ဟိုပြီးတော့ခိုင်ပိုင်းမှာဆိုလည်းကျွန်တော်ကစူရီတို့အေဂါဘီတို့ပေါ်ပြီးရလို့ရှိရင်ကျွန်တော်ပါဘတ်တို့ဆိုတာကအဲဒီလည်းအတွေ့အကြုံကောင်းကောင်းရှိရဲ့ကစားသမားခန့်စစ်သမားတွေဝင်းလယ်ပိုင်းမှာဆိုလည်းဟိုမန်တီးနဲ့နောက်ဆုံးဘူလူဝဲကတက်သွားတယ်လို့မျိုးပဲတက်ပြီးတော့အပြောင်းလဲမရှိဘူးကျွန်တော်တို့ဘာလလာတို့ကေယာနိုတို့ပြီးရလို့ရှိရင်ဟိုအန်ချီနာဘီယန်တို့ကတည်တယ် အဲတိုက်ဖြစ်ပိုင်းမှာဆိုတယ်မာဒီနဲ့ဦးတောင်ကြီးရဲ့သက်သက်ကသူလည်းပြောင်းတော့ပဲကျွန်တော်နည်းနည်းလေးပဲမြင်ရပါတော့เนาะဟုတ်တပင်းလုံးသူ့ဘက်မှာအားနဲ့ပြီးတော့နေလာလာကစားမဲ့ဆိုရင်အင်တာမီလန်ရဲ့ပလေးဖုန်းပလေးကိုကျွန်တော်ပုံကြိုက်တယ်เนาะဒါကျွန်တော်တုံးတဲ့အမြင်အရအင်တာမီလန်ရဲ့ကစားဟန်တွေကိုဘာစီလိုနာရဲ့ဘက်မှာမတွေ့ရလို့ခုနလိုပေါ့ အဲ့ဂိုးပေါင်လေးကိုသူဒီဒီဘာစီလိုနာရဲ့ဂိုးအေရီယာရောသူတို့ကပြစ်ပြစ်ထည့်လာတယ်လားတောင်းကန်ဘောကလည်းသွင်းတာမျိုးရှိတယ်ဟုတ်တယ်ဆရာသူပြစ်ပြစ်ထည့်လိုက်တဲ့လုံးတွေကပိတ်လာတာပါမာတီနက်စ်ပိတ်သွားတဲ့လုံးတွေပါဆိုလေတော်တော်လှောက်ကျွန်တော်ဒီလိုပဲအန်ထွက်လာတဲ့လုံးတွေသူရန်ကလည်းပိတ်နိုင်ပါပဲဟုတ်အဲ့ဘိုင်းကတော့ဒါအင်တာရဲ့ဒါဂိုးရောက်ရှိမှုကိုဟိုဟော finishing ဘိုင်း finishing ဘိုင်းလေးတွေကသူကကောင်းတယ်ဂိုးဆိုတကိုးပဲပြော်ဟိုလုံးကိုင်တော့ထားတဲ့အနေမဟုတ်ပြန်ပြန်လားဟိုတစ်ဖက်အတင်းကိုပဲဟိုလုံးကအပြက်ကိုပဲသူရောက်အောင်ဆောက် တော့သူလည်းပြီးသွားလို့ရှိရင်အဲ့ဒီကြားပြီးတော့လည်းဘိုးရှိဘူးဟုတ်ဒီက long bus တွေလည်းများ long bus တွေနော်ဒီကနူနူဆဲနူနော်တင်အောင်ကင်တယ်လို့ပုံစံမျိုးနဲ့ကျွန်တော်အင်တာဗျူးမှာလည်းအဲ့လိုပုံစံအင်တာဗျူးရွေးချယ်ခြင်းနဲ့တော်တော်တော့နော်ဘိုင်ယန်နဲ့ပါသူလည်းဟုတ်ထုတ်တာပါနော်ပြောလို့ဆိုရင်ချန်ပီယံနဲ့ရေဘဲအစားဆုံးမသိနေတဲ့အဲ့အာရှကြီးကလည်းသူက level 60နဲ့တဲ့ဒီရက်ကြီးက level 60နဲ့နှလုံးရှုံးပေးတာလေအာရှကြီးအပေါ်မှာကြတော့အာရှဆေးရတော့ဗျာဟို PSC ရဲ့အကျော်ပေးမှုကဒါခုနကဟိုကျွန်တော်ပြောခဲ့သလိုပဲမတင်မကြသေးဘူးဗျာ PSC ရကျသူက PSC တိုင်းအင်တာဂျက်ပြီးအင်တာဂျက်ဆိုတော့ဒါကတင်းတင်းလျောက်ပြတ်မှုရှိတယ်အာရှဆေးကဖွင့်လှစ်မှုပေါ့နော်ဘိုးဘောင်ဆေးရကိုကြည့်မယ်ဆိုရင်တော့တူးနှုတ်တရာကအဲတူးနှုတ်ခန်ထွက်ကဒါပျော့ပျောင်းလုံးနေပေါ့နော်2 2 တရားအဲ့တော့အဲ့ဒီအချိန်တွေမှာခုနပြောလို့ချန်ပီယံလိဘောလူပွဲတွေကဂိုးအုပ်တွေကစားထားတာတွေကများတယ်တကူရတာနဲ့ရှတ်ဒေါင်းတွေလုပ်နေကြတယ်အဲ့အပိုင်းရှိတယ်နောက်မန်စီးတီးကိုကြည့်လိုက်မှဆိုရင်သူချက်စီးကိုရှုံးနေတယ်2021မှာဟုတ်2021မှာချက်စီးကိုသူရှုံးသွားဘောလူပွဲမှာ1စီးနဲ့ဒါမှမဟုတ်သူနောက်တစ်နှစ်ကြာအကြာမှာချန်ပီယံလိဘောလူပွဲပြန်ရောက်လာတယ်အဲ့ဒီမှာသူကအင်တာကိုနိုင်အောင်ရတယ်1စီးနဲ့အဲ့ဒီလိုပဲအင်တာကလည်းမန်စီးတီးကိုရှုံးတယ်တစ်နှစ်ကြာအကြာမှာဘောလူပွဲပြန်ရောက်လာတယ် အဲ့တော့အဲ့တော့မန်စီးတီးလိုပဲသူကဟိုဘောလူပဲတစ်ခါရောက်ပြီးတစ်ခါပိုဆွဲမယ်ဆိုတဲ့အနေအထားမျိုးကိုသူဖန်တီးသွားမလားပေါ့နော်အဲ့တော့မိနစ်60ပိုင်းကိုသေကစားနိုင်မလားပေါ့ဒါပေမဲ့အင်တာကနိုင်မယ်ဆိုရင်ဗျာဒီဘက်မှာကျွန်တော်တို့စဉ်းစားရတာရှိတာဂိုးပေါင်းပိုင်းပေါ့အင်တာကနိုင်မယ်ဆို2-1နဲ့နိုင်နိုင်ပါ့မလားဘာမှမဆိုဖြစ်နိုင်တယ်ဆိုပေမဲ့အင်တာက PSG ကို2-1နဲ့နိုင်နိုင်ပါ့မလားအဲ့တော့တော့ခက်ခဲတဲ့အတွက်ကြောင့်မလို့သူက2 my contract ဆိုသူဖွင့်လိုက်တာတော့နော်ဟို ဟိုပြင်းစီတော့2-1နဲ့တော့နိုင်သွားနိုင်ပဲကျွန်တော်မြင်တော့ Inter 2-1နဲ့နိုင်ဖို့ Underdog အသင်းက2-1နဲ့နောက်ကိုတော့သွင်း2-1နဲ့နိုင်သွားဖို့ဆိုတော့မလွယ်တော့ဘူးဂိုးတွေပြန်လည်းမသွင်းတော့ဘူးဆိုတော့ဈေးကွက်တော့ဖွင့်လင်ထားတယ်သူအဲ့အပေါ်အပိုင်းပေါ့နော်ကျွန်တော်ကတော့ခုနပြောလို့ဟို PSG နဲ့ Arsenal အချမ်းက Champion ဖြစ်မယ်လို့ကျွန်တော်တွက်ဆခဲ့တာပါအဲ့တော့ကျွန်တော်ဘက်ကတော့ PSG နဲ့အားတာပြီးတော့စတာတော့ Inter ဆိုတော့လေ Inter ပေါ့ဗျာဟုတ်ကဲ့ပြီးတော့ Internet နဲ့မှာပြန်ကြည့်လာတဲ့ဒီပွဲနဲ့ Internet နဲ့ Media တွေသူ့အပြောတယ်နော်အဲ့ဒါကျွန်တော်ဖတ်ရတယ်ဟုတ်ပါ ဒီနေရာမှာ PSD ကကောင်းတယ်ဟိုကစားနိုင်ပန်းကြီးရပါတော့ဒီ internet ပို့ပြီးတဲ့လူတက်ညာတယ်ဒါပေမဲ့ဒီ PSD မှာကဘူလူဝဲရဲ့ပြည်အားနဲ့ပြီးတော့ cancel ဘိုင်းကအဓိကအားနဲ့တက်သွားမယ်လို့ထင်တယ်ပြောမယ်ဆိုရင်ဘူလူဝဲ cancel ဘိုင်းပေါ့ cancel ဘိုင်းဘူလူဝဲတံပိုးပြောမယ်ဆိုရင်ပြည်အားက PSD ပေါ်မှာအနည်းနဲ့များတက်ရောက်လို့ဟုတ်တယ်ပြီးတော့ဟိုဟာ channel ကြီးဒီပြိုင်ခွဲတမိုင်းတစ်လျှောက်ရဲ့အအောင်မြင်ဆုံး top 10စတဲ့င်းထဲမှာ ိုအင်တာမီလန်အပါတယ်ခုန၃ချိန်ဖလားရတာဟိုပီဇာကြီးအိုက်တမ်းမှာမပါဘူးဆိုတော့ဒီဖလားကလည်းသူ့အတွက်ခုနသူနည်းနည်းလိုတော်တော်လိုချင်ပြီးစာလောင်နေတဲ့ဖလားဖြစ်တော့အဲ့ဒီဖီးရတဲ့တန်ဘူးရဲ့ခန်းစစ်ပိုင်းရဲ့အားနည်းမှုလေးတွေလည်းဆိုရင်တော့ဒီပွဲစဉ်ကကျွန်တော်လေးနဲ့မိနစ်60တရေဆိုရင်တော့60ရမယ်အင်တာကိုကျွန်တော်တို့ရွေးချယ်တယ်အဲ့တော့ဂိုးပေါင်းအနေနဲ့ကျတော့ဆရာကျော်ပြောသလိုဂိုးကဟိုဥတီသွားနိုင်တယ်တလုံးရရင်တော့ပေးကြလာလူကအင်တာမီလန်ကတလုံးရတော့ပိတ်သွားနိုင်တယ်အနေထားပြီးရင်ကွင်းလည်းပိုင်းပြုစင်းစင်းသွားပါဘာလို့ဆိုတော့ကွာ ်ညိုင်းတက်လာမဲ့အချိန်မှာဟိုအင်တာတက်ဘောဖြစ်ရလို့ရှင်ဘာစီကိုကစားသွားလို့ပြည်ကြောက်ကစားလာကျွန်တော်က PS PSG ပဲလေးတာဆိုပေမဲ့အင်တာရဲ့ဘောလုံးဖြတ်ရတော့တော်တော်ကိုခုနကအဝါကက်ကိစ္စကြောင့်ပဲလို့ဘောလုံးဆိုတော့ဒါချေစနာကိုသူအကောင်လုံး130ရာခိုင်နှုန်းတော့ထုတ်ကစားတော့လို့ဆိုတော့အာဒီအင်တာနောက်တန်းမထိန်းနိုင်တာပေါ့နော်တချို့ကလည်းသုံးသက်တယ်ဗျဒီအင်တာကလက်ရှိအင်တာကအသက်ကြီးကစားသမားအစာပီတို့လို့အသက်ကြီးကစားသမားတွေရှိတယ်အမ်ကီတာရန်တို့လို့အဲ့လိုအသက်ကြီးကစားသမားတွေရှိတယ်အတွက်ကြောင့်မလို့ဒီအရန်လင်မြန်တဲ့ ပါစင်နေနဲ့တွေ့ရင်သူတို့ကိုယ်ယောက်ကရနိုင်တယ်လို့ထင်တယ်။ဒါပေမဲ့ဘာစီလိုနာကိုဂိုးတွေပေးရတာကိုလည်းသူတို့ထောက်ပြကြ။ဆိုတော့အဲ့ဒါအဲ့ဒါအင်တာအားနေချက်တွေဆိုတွေထောက်ပြကြ။ PSG ရဲ့အားနေချက်ကတော့ဒါရှင်းတယ်လုံးဝခံစစ်ပိုင်းပဲ။သူကောင်တာပေါက်ရင်တော့မလွယ်ဘူး။ ဟုတ်တယ်။ तू ကဘောလုံးကိုကင်လာမှရပဲ။ကိုင်းလေခံစစ်မှအထိုင်လုံးဝထားလာမှရပဲ။ရှေ့ကိုတက်တဲ့အခါမှာအဲဒီဘက်ကဟာကီမီလိုနဲ့တွဲတက်တွဲလုံးနေတယ် तू တက်။အဲကေဗပါရစ်ကီဗီလီယာဆိုလဲဒါကဟိုနာပိုလီမှာကစားခဲ့တော့စီးရီးကရအသင်းတွေကြောင့်သိတယ်။နောက်နီးပြလူးဝစ်အန်ဒရက်ဆိုရင်လဲဒါစီးရီးမှာ तू ကရိုမောကိုကင်တွယ်ခဲ့တယ်ဆိုစီးရီးကလပ်အသင်းကြောင့်နေလဲသိတယ်။ဒါကြောင့်မို့ကျွန်တော်က PSG နည်းနည်းအားတာတယ်လို့ထင်ပေမဲ့ဆရာတို့ကြိုက်အင်တာကလည်းမစိုးပါဘူး။ဒါကစားမယ်ဆိုရင် PSG ဖလားရပါမယ်။ မင်းတို့90တေကြရင်လည်းကြသွားနိုင်တယ်ကြသွားနိုင်တယ်နော်အဲ့လိုလူစားနောက်တစ်ချက်ကဟိုပါပေါ့ကျွန်တော်အဲ့ဘဝပေါ့ဘာစီလိုနာဘာစီလိုနာနဲ့ PSG ကိုရှင်ကြည့်တဲ့အခြေအနေထားပါဘာစီလိုနာကအင်တာမီလန်ကိုအဲ့လောက်ပြန်သွင်းနိုင်တယ်ဆိုတဲ့အနေထားတစ်ခုကိုကြည့်တော့ဘာစီလိုနာမှာရှေ့တန်းအိုက်တိုက်၃ကောင်လုံးကတိုက်စစ်၃ကောင်ကတူးချင်းဆွမ်းရည်ရန်ကောင်ကဒီရဒီပါ PSG ကဆုတ်ဖွဲ့မှုကောင်းတယ်ဟိုကတူးချင်းဆွမ်းရည်ကောင်းတဲ့ခါက အတာရရောလောဘာစီလိုနာဘက်ကိုဂိုးပေးရတာပေါ့နော်အင်တာလမိုင်းရမယ်ဟုတ်ကဲ့သွားမှာပြောင်းလေဘာဘူး PSG အိမ်ခွေးမှာတကုံပြီပြီဂိုးရင်သွင်းအောင် finish နေရညာအဲ့မှာလုံးဝဂိုးမရှိတည်ကြပါဘူးအဲ့တော့ကျွန်တော်တို့ဒီပွဲတင်ဇုံအောက်ဇုံပေးလိုက်တာကောင်းမယ်လေဘိုးအောက်နဲ့ဘောကြီးအောင်လေနော်ဖလားတော့ဘသူရရပေါ့မိနစ်90အတွင်းမှာကျွန်တော်တို့ level 60ရရင်နော်အဲ့လိုမျိုးကျွန်တော်ဟုတ်ကဲ့စနေညမှာကစားမယ်ဒီ Champion League ဘူးလူပွဲမှာကျွန်တော်တို့ PSG နဲ့ Inter Milan ကတော့ခုနအဖက်ဖက်ကသုံးသပ်ထားတဲ့အတိုင်းပဲကျွန်တော်တို့ Inter Milan ဘောကြီးနဲ့ဘိုးအောက်ကိုရွေးချယ်လိုက်ပါတယ်